မင်္ဂလာပါရွှေရောင်းမြန်လေးကျေးဇူးလိုက်ပါရယ်မိတ်ဆွေတို့အနေနဲ့လက်ရှိကမ္ဘာပေါ်ကလူညုံရေးတင်းကျပ်ဆုံးနေရာတွေကိုပြောပြပါလို့ဆိုလိုက်တာလည်းအမေရိကန်နိုင်ငံမှာရှိတဲ့ပင်ဒဂွန်စစ်ဌာနချုပ်ကိုလည်းချန်လန့်ထားလို့မရလားဖြေချပါရယ်ဥပမာပင်ဒဂွန်ဌာနချုပ်ဟာကမ္ဘာလူညုံရေးတင်းကျပ်ဆုံးနေရာတွေတကတခုလို့ပြောလို့ရပါတယ်ဒီနေ့မှာတော့ကမ္ဘာပေါ်မှာရှိတဲ့လူညုံဆုံးအဆောက်အုံမှမဟုတ်ပင်ဒဂွန်ဌာနချုပ်ကိုစိုက်ပါတိုက်ခိုက်မှုဘလို့လောက်ခံရတယ်လဲဆိုတာနဲ့ဒီလိုစစ်မြေကကွင်းစနစ်တွေရာတွေကိုထိုးပေါက်ဝင်ရောက်နိုင်တဲ့ဟက်ကာကဘလို့လူမျိုးဖြစ်နေမလဲဆိုတဲ့အကြောင်းကိုစစ်ဆေးပေးတာမှာပဲဖြစ်ပါတယ်ဥပစိတ်ပါဝင်စားသူမိတ်ဆွေများ နေနဲ့ဆုံးနေလဲမှာကြည့်ရပြကြမှုတောင်းဆိုပြစီကျွန်တော်ကတော့ရွှေရမအခုလိုဆက်ဆက်ဆိုင်ရာအကြောင်းအများအနည်းငယ်ပစ္စည်းများအပြင်ခြားသောပုဒ်ရဆိုင်ရာအကြောင်းအများကိုရှောက်ပွေဆုံးစစ်ချက်ဆက်ပေးနေတဲ့ကူပီဆိုပဲဖြစ်ပါတယ်ည9:48မိနစ်အချိန် စုံလုံးကပဲနှကောင်ဌာနချုပ်ရဲ့တည်တံ့ခွဲခြားတဲ့စနစ်တွေတဲ့ကိုဖြတ်ချုပ်ဝင်ရောက်လာခဲ့တဲ့အတွက်ဌာနတစ်ခုလုံးကိုချက်ပေးတာတွေစုညံလို့သွားပါတယ်။ဒါဆိုဘလို့လူမျိုးကဆိုပါလုံးကြုံရေးတင်ချက်လုံးနဲ့အမေရိကန်စစ်တပ်ပိုင်းအစင်စင်ချထားတဲ့တုံချုံရေးအလွှာလေးတွေကိုဝင်ရောက်လာနိုင်တာလေ။ပဲနှကောင်ရဲ့စိုက်ဘာလုံးကြုံရေးတပ်ဖွဲ့တွေကတော့အဆုံးရှိတဲ့တန်တရားတွေနဲ့ရုရှားနဲ့မမဟုတ်တရုတ်ရဲ့စိုက်ဘာလုံခြုံမှုတွေနဲ့ရင်ဆိုင်နေရတယ်လို့ခိုင်မာယုံကြည်နေကြပါတယ်။အပင်မလဲတိုက်ခိုက်နှုတ်ဆက်မှုရဲ့လမ်းကြောင်းတွေကိုစစ်ဆေးကြည့်တဲ့အခါမှာတော့ခွေစားချက်ကလွဲချော်သွားပါတယ်။အမှန်တကယ်တော့ပဲနှကောင်ရဲ့စိုက်ဘာလုံးကြုံရေးကိုအမြဲတစေအစင်းမြင့်မှုတွေ ်လုံဆောင်နေပြီးကမ္ဘာအားလားရှိဆုံးလို့ဆိုနိုင်တဲ့စစ်ဖက်ဌာနတွေမှာတော့လှုပ်ဝဲအားနည်းချက်တွေရှိနေတယ်ဆိုတာသက်သေပြလို့နေပါတယ်။ ပင်ဒဂုံဟာလာကိုကုကန်နိုင်ဖို့အစင်းနဲ့မဖြစ်သေးဘူးလို့ယူဆလို့ရပါတယ်ပင်ဒဂုံဌာနချုပ်ကြီးတစ်ခုလုံးကိုဘန်နာကြီးတစ်ခုလုံးမြင်အောင်ကြည့်လိုက်ပါအဆိုပါဘန်နာကြီးထဲမှာရွှေချောင်းတွေအစားနျူကလ িয়ার လက်နက်တွေနဲ့ပတ်သက်တဲ့လှုပ်ဝှက်ချက်တွေတင်စီထားတဲ့ကမ္ဘာလုံးကျုံဆုံးကဘန်နာကြီးတစ်ခုလုံးမြင်အောင်ကြည့်လို့ရပါတယ်ဒီနေရာမှာကာကွယ်ရေးနဲ့ချိန်ချောင်းမှုရှော့ချရင်ဝင်ရက်တွေကိုပြည့်ပြည့်စုံအောင်စင်စုံနဲ့များစွာလုံးကျုံရေးအလွှာများနဲ့ကာကွယ်ထားတဲ့ digital ရဲလိုက်တွေလိုတည်ဆောက်ထားပါတယ်ဒါပေမဲ့လည်းဘလို့ခနိုင်မှုမစိုးအားနည်းချက်တွေတော့ရှိပါတယ်တက်ခတ်မှုဟာဆိုပါလုံးကျုံရေးအလွှာရဲ့အားနည်းချက်အရှိဆုံးဖြစ်တဲ့အချိန်မှာ email င်ရောက်တဲ့နေရာကစတင်ခဲ့ပါတယ်။ဒီစားပါသီးသန့်ခေါ်ချတာနဲ့ကိုညက်နဲ့ပြပကဘာကြမှာရှိတဲ့မဆင်မြောက်ကိုပါလာပြန်ပေးတဲ့နေရာတစ်ခုပါ။အဆိုပါနေရာကအဆောင်ချက်တွေတင်ချက်တဲ့နေစားကိတ်တစ်ခုနဲ့တူနေပါတယ်။၎င်းကဖြတ်တန်းသွားတဲ့အရာအလုံးကိုစစ်ဆေးပြီးအထဲကိုအလင်းဖြစ်စေနိုင်တဲ့အရာအလုံးကိုဝေယောင်းမှုမရှိအောင်တားဆီးထားပါတယ်။အဆိုပါဝေယောင်းတခက်ခက်တဲ့ဟက်ကာကပရတိုကွန်ရဲ့ main programmer စိုက်ဘာလုံခြုံရေးတွေဖမ်းမမိနိုင်တဲ့ဆုံးချက်တစ်ခုကိုရှာတွေ့ခဲ့ပါတယ်။ဒါကို buffer overflow လို့ခေါ်ပါတယ်။ပိတ်ဆို့တွေကိုမြင်အောင်ပြောရရင်စာဆောင်ရေးအတွက်6 24ဆောင်ပဲတီးကြဝ ဝင်ဆက်နိုင်တဲ့စော်တိုင်ဘုံတစ်ခုကိုမြင်အောင်ကြည့်လိုက်ပါ။တကယ်၍တစုံတစ်ယောက်ကစားဆောင်ပြီး2025ဆောင်ကိုထည့်သွင်းလိုက်ပြီဆိုပါကနောက်ဆုံးဆောင်ကကြံခဲ့ရောမှာက၎င်းဟာပရိုဂရမ်ရဲ့နောက်ဆုံးတွဲလုံးစီရီပါစီတဲ့ file တခုထဲကိုရောက်ရှိသွားမှာဖြစ်ပါတယ်။ဒီလိုအချိန်မှာကွန်ပျူတာဟာရုပ်တရက်ရှုပ်ထွေးသွားတာတွေပြတ်သွားတာတွေဒါမှမဟုတ်ပုံစိုးတာကတော့ပေါင်းရင်းနဲ့ညွှန်ကြားချက်တွေစတင်လိုက်နိုင်တာပဲဖြစ်ပါတယ်။ပရိုဂရမ်ရဲ့ memory နေရာလို့တွေကိုပုံသေးအရွယ်အပိုင်းများနဲ့ဖြတ်ပိုင်းထားတာကြောင့် teacher ပို့လို့တဲ့စားဆောင်ရေတွက်ကအရေးကြီးလာပါတယ်။ base တို့အနေနဲ့ရေပြည့်ရှိထားတဲ့ဖန်ခွဲတခုကိုမြင်အောင်ကြည့်လိုက်ပါ။ပြည်ပသားရေကိုနောက်ထပ်အနည်းငယ် ဖတ်ပြီးထည့်လိုက်ရင် ပြည့်ပြီးရှန်ကြုံတာမကဖိတ်စင်ပြီးအလားမရှိတဲ့နေရာတွေကိုတော့ညစ်ပင်စေသွားသလိုမျိုးပါပဲဒီလိုပါပဲပူရှန်ဥမှာ program ကိုဖြည့်ဆည်းသွားရင်တာမကပုံမဆိုးရတဲ့အခြေအနေတစ်ခုကိုဥတီသွားစေနိုင်ပါတယ်ကျူရသူဟာဆိုပါ programming ဟာကွက်တစ်ခုကိုစာမိုင်းအမှတ်ဉာဏ်နဲ့ကိုတိုင်းရဲ့ MA ဗီဇာတွေရေးဖို့အတွက်အသုံးချခဲ့ပါတယ်အဆိုပါချိန်မှာတော့၎င်းရဲ့ MA ဗီတဲ့အချက်လက်တွေကအမေရိကန်ရဲ့နျူကလ িয়ার ကာကွယ်ထိန်းချုပ်ရေးကွန်ရက်တွေအတွင်းစတင်ခြေကုပ်ယူနေပြီဖြစ်ပါတယ်တကယ်ရည်ရည်တဲ့ကိပလီယာကတော့နောက်ကနေပြီးတော့ဆက်တိုက်လာမှာပါ ဆိုင်ပါတဲ့ခေတ္တမှာ data တွေကိုပြည်ယူလုပ်နေတဲ့ကွန်ရက်တစ်လျှောက်ရသမျှ data တွေကိုခြေရခံနိုင်တဲ့အရာတွေကိုဖြန့်ကျက်ထားလိုက်ပါတယ်။စကားဝတ်တိုင်းအမျိုးအစားခွင့်ကြားထားတဲ့ email တိုင်းစာပါတစ်လျှောက်ဖြန့်တန်းသွားတဲ့အရေးကြီးတဲ့ software ဆောင်တိုင်းတိုင်းကိုစာပိုင်းလက်ခံတဲ့ဝင်ပေါက်တွေတိုင်းကနေစောင့်ကြည့်မှတ်တမ်းတင်နေတာပါ။ဒါဟာစာပါကွန်ရက်တစ်ခုလုံးကိုဖြန့်တန်းသွားတဲ့အချက်လက်တွေတိုင်းကိုကူးယူနေတာပဲဖြစ်ပါတယ်။ဂျန်နန်းငယ်တွေမှာအစိုးရစာပါတွေမှာရှိတဲ့အချက်လက်တော်များများကိုစုဆောင်းထားနိုင်ပြီပဲဖြစ်ပါတယ်။ ပင်လယ်ကုန်းကသက်ဆိုင်ရာကြောင်းကျင်သူတို့ကလက်စုံတစ်ခုပြုလုပ်ဖို့အတွက်ဆာဗာထဲကိုဝင်ရောက်တိုင်းအသုံးပြုသူရဲ့နာမည်နဲ့စကားဝတ်တွေအကုန်လုံးမှတ်သားခွင့်ယူနေတာပါ။အဲဒီသူကကိုရဲတစ်ခုလုံးအတွက် Master Key တစ်ခုကိုတည်ဆောက်နေပြီးတဲ့ချိန်ဝင်ရောက်တိုင်းအခုံးခံနေရတာပါ။ကာကွယ်ရေးနဲ့ချင်းချောက်မှုချုပ်ချာရေး Agency ဟာအမေရိကန်ရဲ့အထူးခိုင်မခံနိုင်ဆုံးနျူကလ িয়ার ကာကွယ်ရေးပြူဟာကိုကြီးကြပ်ကင်တွေထားပြီးလောင်းဝင်းလူရဲ့ဆာဗာတွေထဲမှာအမေရိကန်ရဲ့အာဏာချုပ်များကိုအသိစိတ်ကဲ့ဖြတ်မှုများနျူကလ িয়ার ချင်းချောက်မှုများတို့ Protocol များကိုတုံ့ပြန်မှုနဲ့ဘာသာဝင်မှရှိတဲ့စစ်ဖွဲ့ဆိုင်ရာတပ်မှုများကိုမျိုးစားကွဲခြားတာပြီးစစ်တုံးများလုံးဆောင်လာ တွေပါရှိပါတယ်။တရင်ပတ်လုံးပတ်ကြော်ကြတဲ့အထိလူ့ဝဆန်းကျတဲ့ကျူးကျော်သူဟာနိုင်ငံသားဆိုရဒေတာမှပြေပို့ထားတဲ့မဖြစ်မနေရယူရမယ့်အရေးကြီးတဲ့အချက်လက်တွေပါရှိတဲ့အီးမေးအဆောင်3300ကိုဓာတ်ဖြတ်ယူနိုင်ခဲ့ပါတယ်။စုံစမ်းရေးမှုတွေကတော့လုံးဝလုံဆောင်ချက်ကိုအံ့အားသင့်စေခဲ့ပါတယ်။ professional ထောက်လှမ်းရေးတွေကသတ်မှတ်ထားတဲ့ပြစ်မှတ်ကိုဖမ်းမိပြီဆိုတာနဲ့ပျောက်ကွယ်သွားတာမျိုးပါ။ပင်ကွန်းရဲ့ server ကွန်ရက်တွေတွင်မှမကြုံစဘူးကြုံရတဲ့ဖြစ်ပျက်တစ်ခုလို့ဆိုရမှာပါ။အောက်တိုဘာ9ရက်နေ့မှာတော့ဆိုဘာဟက်ကာကအမှားတစ်ခုကိုလုံဆောင်ခဲ့ပါတယ်။စက္ကန့်ကြာတဲ့အခါ၎င်းရဲ့ပုံမှန် proxy ကွန်းစက်ကနေ10မ ဲ့ပြန်ခင်၎င်းတို့ရဲ့ IP လိပ်စာမှာလိုက်ရိုက်ချိန်ဆက်ထားတာပါ။ဒါဟာလုံခြုံရေးကင်မရာရှင်မှာမျက်နှာပုံးချက်သွားတဲ့ဗတ်တမ်းလာတိုက်သူတူလို့ပါပဲ။ဒီအမှားဟာအရာအလုံးကိုပြောင်းလဲတော့ပါတယ်။အဆိုပါ IP လိပ်စာဟာ Florida ပြည်နယ်မိုင်ယာမီဒိတ်ကောင်တီမှာရှိတဲ့ Best of Communication စီကိုခြေရာခံမိပါတယ်။အမေရိကန်ရဲ့အနေနဲ့ရှိဆုံးစိုက်ပါရာဇဝတ်ကောင်ကိုရှာဖွေခြင်းဟာစုံစမ်းရေးမှုများကိုသူတို့ဘက်တော့မှမထင်မထားတဲ့နေရာကိုပို့ဆောင်ပေးတော့မှာဖြစ်ပါတယ်။ FBI ရဲ့ကွန်ပျူတာရာဇဝတ်မှုတောက်ဖွဲ့တွေဟာမူကစေးပညာသိပ္ပံပညာရှင်တွေလို့ပါပဲ။ IP လိပ်စာကိုနောက်ကျောင်းပြန်ခြေရာခံကြည့်ကြပါရစေ။ Cyber စပီမှာဖြတ်တန်းသွားတဲ့လမ်းကြောင်းအတိအကျပြသတဲ့ digital လမ်းကြောင်းများဟာအင်တာနက်ကိုဖြတ်တန်းသွားတဲ့လမ်းကြောင်းတွေကိုပြသပေးပါတယ်။ cyber နဲ့ငွေသမားရဲ့စုလုံးစက္ကန့်သာကြာမြင့်တဲ့အမှားယူနေတဲ့ခုကထောက်လန်းရေးတွေအတွက်ပထမဆုံးတက်လွန်စားတစ်ခုကိုပေးခဲ့တာပါ။ဒီနေရာမှာ cyber နဲ့ငွေသမားတွေကိုစုံစမ်းထောက်လန်းတဲ့အဟုစုံစမ်းစစ်ဆေးရေးအထူးတပ်ဖွဲ့ဝင်တွေကရုပ်ပိုင်းဆိုင်ရာသက်သေထောက်လန်းတွေနဲ့လုံလုံလုံလေးတွေလှုပ်ဆောင်ကြတဲ့စုံစမ်းထောက်လန်းရေးလုပ်ငန်းစဉ်တွေနဲ့တော့မတူပါဘူး။၎င်းတို့ကကျေးနှံချက်တွေနဲ့ fiber optic ကုန်ရက်တွေကနေတဆင် electron တွေကိုခြေရခံခဲ့တာပါ။ထောက်လန်းရေးတွေကဘဲဆောက်လုံးတုံးရင်းထောက် လကိုဆက်သွယ်ခဲ့ပါတယ်။ဘက်ဆော့ဆိုတာဖလော်ရီဒါပြည်နယ်ပါဝင်ပြည်နယ်ကုတ်ကူမှာရှိတဲ့ဖုန်းနဲ့အင်တာနက်ခြေကအဆောက်အုံတွေကိုထိန်းချုပ်ပြီးအမေရိကန်အရှိတောင်ပိုင်းမှာရှိတဲ့အကြီးဆုံးဆက်သွယ်ရေးပံ့ပိုးရာနေရာတွေကတခုဖြစ်ပါတယ်။၎င်းတို့မှာရှိတဲ့ကုန်ရမှတ်တမ်းတွေကထောင်လိုင်းမှတ်တမ်းများကိုအချိန်မှတ်သားခြင်း IP လိပ်စာတွေနဲ့သုံးဆသူတိုင်းအတွက်ချိန်ဆမှုဒေတာတွေရှိနေတာပဲဖြစ်ပါတယ်။ဒီနေရာမှာဘက်ဆော့ရဲ့ပူးပေါင်းဆောင်ရွက်မှုမရှိရင်တော့အခုစုံစမ်းစစ်ဆေးရေးဟာအဆုံးသတ်သွားမှာဖြစ်ပါတယ်။ ဒါပေမဲ့အထူးကြောင့်စီဗီလာဝိုင်းရဟကာတွေကတော့သူတို့ရဲ့ကိုပိုင်အင်တာနက်ချိတ်ဆက်မှုတွေကလည်းစံပယ်တော့မှမတိုက်ခိုက်ပါဘူး။၎င်းတို့ဘာပြင်းနေတခုကနေတခုကိုကားပြောင်းဝေးပြေးနေတဲ့တရားခံပြည်တွေလိုပြန်လည်ချိတ်ဆက်ထားတဲ့စာပါတွေကနေတဆင်၎င်းတို့ရဲ့အချက်ပြမှုတွေ proxy ကုန်းဆက်တခုဖြင့်တိစောက်ခဲ့ကြတာပဲဖြစ်ပါတယ်။ပင်ကုန်းကိုတိုက်ခိုက်တဲ့ဟက်ကာကတော့နောက်ဆုံးဖင်လန်မှာရှိတဲ့အန်ဒီယန်ရှိတဲ့စာပါတခုကနေလမ်းကြောင်းမပြောင်းခဲ့တက်ဆက်နဲ့ကယ်လီဖိုးနီးယားမှာရှိတဲ့တက္ကသိုလ်ရဲ့စနစ်တွေနဲ့ချိတ်ဆက်ထားတာတွေ့လိုက်ရပါတယ်။ digital ဟောတခုချင်းစီမှာတရားရုံးအမိန်များနိုင်ငံတကာမှုမဆောင်ရုံများနဲ့တန်ဖိုးအရှိချိန်များကိုစုံစမ်းစစ်ဆေး င်းမှုတွေတဲ့လိုအပ်ပါတယ်။ခုနကမှတော့စုံစမ်းစစ်ဆေးရေးမှုတွေဟာအများအားလုံးပြောင်းလဲသွားတာကိုသတိထားမိခဲ့ပါတယ်။သူကြီးတဲ့ဟက်ကာကပင်တကုံကိုပြတ်မှတ်ထားနေရတာမကပဲမိုင်ယာမီဒိတ်ကောင်တွေမှာရှိတဲ့ဆိုးရကျောင်းသားအကောင့်တွေကိုအသုံးပြုပြီးတူညီချက်စနစ်တိုင်းပဲချိုးဖောက်ဝင်ရောက်ခဲ့တာပါ။ဆိုပါကျောင်းတွေမှာရှိတဲ့ ID ဝန်ထမ်းတွေကဒီတိုင်းခံမှုများကျောင်းသားအကောင့်တစ်ခုကနေစာပြုတ်ရဲ့ကျောင်းသိသိမှတ်တမ်းတွေကိုသိမ်းထားလိုက်ပါတယ်။တစုံတရာကပုံမှုကြီးမားတဲ့ပြတ်မှတ်တွေကိုမပြောင်းမိဒေတာအတွင်းကွန်ရက်တွေအတွင်းမှာအစမ်းလေ့ကျင့်နေတာလို့ပြောရမှာပါ။စိတ်ဝင်စားစရာကောင်းတာကဆိုပါတက်ခိုက်သူကတချို့သောကွန်မန့်တွေမှာဒီတင်စကလုံးတွေအသုံး ံးပြုပေမဲ့တချို့သောအမေရိကန်ဗန်စကားတွေကအမေရိကန်ကျောင်းသားမှာပညာသင်ကြားတော်တဲ့နိုင်ငံတကာဟက်ကာဖိုရမ်မြောက်ကအဆင့်မြင့်နေပြီ ကြံပြုတ်ထားတာတွေတွေ့ရပါတယ်။ဒါဟာတက်တုံစာတစ်ခုလိုဘာသာရေးဆိုင်ရာလက်ဝဲရာတစ်ခုချက်၎င်းတို့ပြည်မကိုပုံစံတစ်ခုဖြစ်ပြသလို့ရပါတယ်။တချိန်ထဲမှာပဲဟက်ကာရဲ့စုံစမ်းစစ်ဆေးရေးမြေအောင်လှုံ့ဆော်မှုတွေကပုံမူကျပြန့်လာပါတယ်။ NASA နဲ့ဗင်နဂွန်ရဲ့အရင်းမြစ်ကုတ်တွေကိုပိုင်ဆိုင်ထားကြအောင်စွာလုံးထုတ်နေတဲ့တစုံတစ်ယောက်ကို Federal Agent တွေကသတိထားဆောင်ကြည့်နေကြပါတယ်။သူ့ရဲ့ post ကအရေးကြီးတဲ့အသိစိတ်အချက်အလက်တွေကိုဖော်ပြလို့နေပါတယ်။ Florida မှာနေထိုင်အောင်ပြောပြခဲ့ပြီးဗင်န ဆာဘာများမှာသာတွေ့နိုင်မဲ့ကုတ်တူဘာများနဲ့ကိုက်ညီတဲ့အခြေအနေတွေကိုမျှဝေခဲ့ပါတယ်။အထက်မှာကျွန်တော်ပြောပြခဲ့တဲ့တိုက်ခိုက်ခံရတဲ့အခြေအနေကိုက်ညီတဲ့ဘဲဆောင်မှာတွေ့ရှိခဲ့တဲ့ပုံမှန်မဟုတ်တဲ့ဒေတာချက်လဲဟာဖလော်ရီဒါတောင်ပိုင်းမှာရှိတဲ့အိမ်နောက်ဆုံးသုံးမှုကိုညွှန်ကြားနေတာကြောင့်ရှာဖွေမှုနယ်ပယ်ကိုကျဉ်းချောင်းလာစေပါတယ်။ဖော်လန်ရဲ့ဖွဲ့တွေကနေရာသုံးခုစောင့်ကြည့်ဖို့ရန်အတွက်အင်တာနက်လမ်းကြောင်းပုံစံကိုခွဲခြမ်းစစ်ပြပြီးအိမ်နောက်ဆုံးခူးချင်းစီရဲ့အသေးစိတ်ပရိုဖိုင်တွေကိုစောင့်ကြည့်စစ်ဆေးရန်အတွက်ကြံ့ကြက်ထားလိုက်ပါတယ်။စောင့်ကြည့်ဆောင်ရင်းနောက်နှစ်ဖက်ကြာမှာတော့အေဂျင့်တွေဟာအိမ်တလုံးရဲ့ဆွေးနွေးပွဲစကောင်းဝိုင်းတစ်ခုတည်းကိုကြားပြဝင်ရောက်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့၎င်းရဲ့ပြတ်ဖက်ရှာဖွေတွေ့ရှိသွားခဲ့ပြီးပေတကူကိုတက်ခိုက်ခဲ့တဲ့ဟက်ကာဟာနိုင်ငံခြားသက်ရှူတာမှမဟုတ်ကျွမ်းကျင်တဲ့ professional ရာဇဝတ်ကောင်းလည်းဟုတ်နေခဲ့ပါဘူးသူတို့စုဆောင်ရရှိခဲ့တဲ့အချက်လို့တေကနိုင်ငံတော် cyber လုံခြုံရေးအခြေခံအုပ်ချုပ်တွေကိုလှုပ်ခတ်သွားတော့မှာဖြစ်ပါတယ်2009ခုနှစ်ဇန်နဝါရီလ26ရက်နေ့နဲ့6နာရီမှာ Florida ပြည်နယ်ပိုင်ရမ်မှာရှိတဲ့အဆိုပါလူလိုက်တန်းစားနေအိမ်တွေရဲ့အပြင်ဘက်မှာဒေသခံပိုင်ရမ်ရဲတွေနဲ့လုံခြုံရေး agent တွေကပူးပေါင်းလိုက်ကြပါတယ်အိမ်ထဲမှာတော့ James Miller စုကအိမ်နေဆဲပဲဖြစ်ပါတယ်လုံခြုံရေးရာဇီတွေက Warren ကိုကိုင်ဆောင်ပြီးမနေ့6နာရီတိတိမှာ ရှိတကောင်းဝါကိုကြီးကပ်လာပါတယ်။မစ္စတာနဲ့မစ္စစ်ချိန်တို့ကအချိန်ကိုဘာမှမသိကြပဲခေချိုးခန်းထဲကနေပြီးဖြည့်ဆို့ဖို့ထွက်လာခဲ့ကြပါတယ်။၎င်းတို့ရဲ့မျက်နှာပေါ်မှာဆစ်ရှုပ်ထွေးမှုတွေနဲ့အဟောင်းတုံမှုတွေဖြစ်ပေါ်နေပြီး FBI အေဂျင့်တွေကမိုင်းယာမီထက်တန်းကျောင်းမှာခုံးဆောင်ကျောင်းသားတူဖြစ်တဲ့အသက်၅နှစ်အရွယ်ရှိ၎င်းတို့ရဲ့တာဖြစ်သူဂျန်နတန်တို့ကြောက်စီနေကြတာကိုကြားသိလိုက်ရတဲ့အချိန်မှာလုံးဝထိတ်လန့်သွားခဲ့ပါတယ်။ဂျန်နတန်ဟာလူငယ်ကောင်းတူဖြစ်ပြီးအခြားသောဆန်ကျောင်းသားကလေးတွေလိုပဲပုံတော်ကိုစိတ်ဝင်စားတယ်လို့ဆိုကြပါတယ်။အဲဒါကြောင့်အင်တာနက်ပေါ်မှာအချိန်ကုန်တာများတယ်လို့ပြောရမှာပါ။လုံခြုံရေးအေဂျင့်တွေကပင်လယ်ကုန်ကျူးကျော် င်ရောက်သူကိုစုံစမ်းစစ်ဆေးနေကြောင်းရှင်းပြလိုက်ကြတဲ့အခါမှာတော့ Robert Jane ကသဘောတူလက်ခံခဲ့ပါတယ်။ Computer Programmer တူဖြစ်တာအတွက်ကြောင့်၎င်းတို့ပြပနေတဲ့အကြောင်းအရာကိုနားလည်သဘောပေါက်ပြီး၎င်းရဲ့ဆဲချောတက်ကလေးဟာ American ရကကွယ်ရေးကွန်ရက်တူကိုချိုးပေါဝင်ရောက်တူလို့ဆက်ဆက်ခံရသူဖြစ်နေတာပါ။နောက်ပိုင်းမှာတော့လုံခြုံရေးအေဂျင့်တွေကဂျွန်နတန်ရဲ့အိတ်ခံကိုရောက်ရှိသွားချိန်မှာတော့မယုံနိုင်အောင်ဖြစ်ခဲ့ရပါတယ်။၎င်းရဲ့ခန်းကရေဒီယိုရက်မှာဈေးဝယ်သူတို့ကဒီဇိုင်းထုတ်လာတဲ့ NASA mission ထိန်းချုပ်ရေးနဲ့တူနေပါတယ်။ကွန်ပျူတာမော်နီတာသုံးခုကကုတ်တူနဲ့ဖြစ်ထားတဲ့တာမီမဲဝင်းတို့ကိုပြနေပါတယ်။ချက်ချန်တွေလေးနဲ့ကွန်ရက်ဆောင်ဝင်ခြင်းအင်တာနက်ကျိုးများအမှတ်စဉ်ချိတ်ဆက်မှုတွေနဲ့ဝါးကျိုးများက level မှုစနစ်များမှာအပြိုင်လေတဲ့ level နေပြီးပြန်လည်ပြုပြင်ထားတဲ့ hardware များကိုချိတ်ဆက်ထားတဲ့ digital ဆက်ဆက်ပစ္စည်းတွေကလည်းရှင်းမြ င်ပေါ်မှာပြန်ကျဲလို့နေပါတယ် OS မဆုတွေက professional ဆောင်းတော့တွေလိုမျိုးအရင်တွေမှာပြတ်နေနေပါတယ်ဒီကူချင်းစီမှာတော့ IP ဒိဋ္ဌာများသကောဝင်များနဲ့ကုန်ရချိတ်ဆက်ထားပုံတွေပါရှိပါတယ်တဟာတာမဆဲကျော်တဲ့ကလေးတယောက်ရဲ့အိမ်ခန်းနဲ့တူမနေပါဘူးဒါဟာ cyber space မှာနေထိုင်ပြီးအသက်ရှင်နေသူတို့ရဲ့ကိုယ်ကိုင်ပုံမူဌာနချုပ်တစ်ခုဖြစ်ပါတယ်ကာဝေးနဲ့ချင်းချောင်းမှုရှင်းချရေး agency email ခေါင်းစည်းများကိုဖန်သားပြန်ပေါ်မှာပြန်တာလို့နေပါသေးတယ်အစားကုန်တာတစ်ခုက NASA ရဲ့နိုင်ငံတကာအာကာသစကန် environmental control system ကပြည့်စုံထားတဲ့ data အရင်းမြစ်ကုတ်ခုပြန်တာလို့နေပါတယ်တဟာ ဒေါ်လာတက်တယ်မှာ9တန်းတန်မှုရှိတဲ့အာခါနာရင်မှုတယောက်ရဲ့ထောက်ပံ့ရေးဆော့ဝဲပဲဖြစ်ပါတယ်ဂျွန်နတန်ရဲ့လင်းတက်ဆက်မှာကပောင်းရေးပြည့်ထက်မာယာကြီးဝိတဲ့ဆိုပါတည်တံကိုကြားလာတဲ့အချက်လက်များပါရှိတဲ့ digital ရတနာလိုက်ရောင်းရှိနေတာပဲဖြစ်ပါတယ်စစ်ဖက်သုံးကွန်ပျူတာစနစ်များအတွက်ပင်နကောမှာအီးမေးလ်များအသုံးပြုသူအမည်များနဲ့ဇာတ်ကောင်ပေါင်း9300တရားဝင်မဟုတ်တဲ့ server တွေရဲ့အသေးစိတ်အချက်လက်တွေကိုကြားဖြတ်ဝင်ရောက်ထားတာတွေပါတွေ့ရှိခဲ့ရပါတယ်သူကဆယ်စုံနဲ့များစွာဖမ်းဆီးထိန်းသိမ်းထားနိုင်ပေမဲ့အသေးထောင်သားတွေတွေ့ရှိခဲ့တာပဲဖြစ်ပါတယ်စုံစမ်းစစ်ဆေးရေးအရာရှိတွေအားအသေးဆုံးအရာကတော့ဂျိုနတန် ရင်တုံ့ပြန်မှုပဲဖြစ်ပါတယ်။ဖြစ်ဖြစ်တင်းချောင်းလိုမျိုးမလုပ်သလိုခုခံတာမျိုးမလုပ်တဲ့အပြင်အထုတလည်းအောင်းနေဖို့တော့မပေါ်ပါဘူး။စစ်စေးအရာရှိတွေက၎င်းနဲ့ပတ်သက်တဲ့များကိုပြောကြားခဲ့ပြီးမှတော့အစိုးနှုတ်ဆက်ပြီးတတ်တည်ရှိရှိဒါမှမဟုတ်အန်တူချင်းမျိုးမဟုတ်ပဲစကားဆက်တော်တဲ့အခါနောက်ဆုံးမှတော့သူ့တွေကောင်စားတခုဖြစ်တဲ့ Clearway Project တခုကိုပြန်လည်ညှဝေနိုင်သူတဦးရဲ့စစ်မှန်တဲ့စေရထက်တမှုနဲ့စတင်ပြောဆိုခဲ့ပါတယ်။ဒေါ်လာဟာကွန်ရုံညုံချင်းကိုတင်ကြားပို့ချနေတဲ့ Professor တဦးလိုသူ့ရဲ့ဤပညာများကိုအရှင်တွေကိုရှင်းပြခဲ့ပါတယ်။၎င်းရဲ့ဤပညာဆိုင်ရာကျွမ်းကျင်မှုဟာအစိုးရလက်ခံမှုများကိုနှစ်ပေါင်းမြ များစွာလေ့လာခဲ့တဲ့ဘဟုကွန်ပျူတာပညာရှင်များကိုတောင်အံ့ဩသဘောကျစေခဲ့ပါတယ်။သူ့ရဲ့စီကားထက်တန်မှုကဆုံဆုံးစစ်စစ်အရာရှိတွေကိုလည်းစွန့်အားစေခဲ့ပါတယ်။သူ့နိုင်ငံသားဆိုးရွားတွေကလည်းတစ်ဆင့်စီခိုင်းခဲ့တာမျိုးမဟုတ်သလိုနိုင်ငံတော်လှုပ်ဝှက်ချက်တွေကိုရောင်းချရန်ဒါမှမဟုတ်ပင်ဒဂုံကိုငွေတောင်းဖို့အတွက်လှုပ်ခဲ့တာလည်းမဟုတ်ပါဘူး။သူ့ကိုစင်ခေါ်မှုရှိခဲ့လို့သာလှုပ်ခဲ့တာပဲဖြစ်ပါတယ်။နိုင်ငံသားဆိုင်ရာကာကွယ်ရေးလှုပ်ဝှက်ချက်များစစ်ဘက်ဆိုင်ရာများအတွက်ခွဲခြားထားတဲ့ဆက်ဆွေရေးနဲ့နိုင်ငံတကာအာဂါနာစခန်းရဲ့အရင်းမြစ်ကုန်တွေပါဝင်နေတဲ့အချက်ဟာအသက်15နှစ်အရွယ်ကလေးတစ်ယောက်ရဲ့စိတ်ထဲမှာဒီပညာဆိုင်ရာစင်ခေါ်မှုတွေပေါ်အာရုံစိုက်နေတာကို ုပေါ်လွင်နေပါတယ်။အဆိုပါနည်းပညာဆိုင်ရာဆက်စပ်မှုတွေအတွက်မှာဂျုံနတန်ရဲ့ Digital နည်းပညာစွမ်းစားကားအထိပ္ပယ်မှာပုံမှုပြည့်စုံရှင်းလင်းလာပါတယ်။သူဟာနာဆာရဲ့ Marshall Space Flight အစံတာကိုဝင်ရောက်ကာအခါသာရင်မှုတွေရဲ့အသက်ကထောက်ပံ့ရေးစနစ်များကိုထိန်းချုပ်တဲ့အရင်းမြစ်ကုတ်ကိုကိုယ်ယူခဲ့ပါတယ်။နောက်ထပ် AT&T ရဲ့ဥပဒေသဏ္ဍာန်ကွန်ရက်ကိုထိုးဖောက်ဝင်ရောက်ပြီးနိုင်ငံတော်ဝန်မှရှိတဲ့တက္ကသိုလ်ကွန်ပျူတာစနစ်များကိုစူးစမ်းလေ့လာကာကမ္ဘာတော်ဝန်မှရှိတဲ့ဆာဗာရာဝန်များစွာရဲ့စီမံခန့်ခွဲတဲ့နေရာကိုဝင်ရောက်နိုင်ခဲ့တယ်။နောက်ထပ်6လကြာ2009စက်တင်ဘာ21ရက်မှာတော့ကနဒါဟာအမေရိကန်ရှိနေ ကိုင်းကျင်းကိုစနေတဲ့သဘောတူညီမှုရယူနိုင်ခဲ့ပါတယ်။၎င်းရဲ့ပြည်မှုနှစ်ခုအတွက်ဝန်ခံမှုများပြုလုပ်မိဖြစ်ပြီးတရားသူကြီးအရှူရဲ့ site ကဂျိုနာသန်ဟောတဆက်ရှင်နဲ့ဒီနေ့ဂျေဇုခွန်လာနဲ့အစမ်းပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။နောက်ထပ်သူဟာကာကွယ်ရေးဌာနနဲ့နာဆာကိုတောင်းပန်စာတွေရေးဖို့လည်းလိုအပ်ပါသေးတယ်။တပ်ပြင်၎င်းအနေနဲ့ ပြင်းပြင်းသဘောမျိုးနဲ့တော့ကွန်ပျူတာသုံးမှုကိုပါပြင်ခံခဲ့ရပါတယ်။ဆိုနတာဖီဗာဆိုင်ဘာညာသုံးမှုနဲ့ဆန်ချမ်းခံရသူတွေထဲမှာအသက်အငယ်ဆုံးသူတယောက်ဖြစ်ကြောင်းဖော်ပြရင်းနဲ့ဒီဗီဒီယိုလေးကိုအဆုံးသတ်ပါစေ။အောင်ရမှာလည်းအခုလိုစစ်ပဆိုင်ရာအကြောင်းအများနဲ့သူတို့ဆိုင်ရာအကြောင်းများကိုဆက်လက်တင်ဆက်ပေးနေမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပြီးဆောင်းမြောင်းကြည့်ရှုပေးဖို့ဆိုပါစေ။အခုဒီမှာပြန်လည်ဆုံးလို့ကြပါစို့လို့ပြောရင်းဆက်လိုက်ပါရစေ။ကျွန်တော်ကတော့ပြီဆိုပါ